ကဲဒီအပတ်သုံးလုံးကနန်းဘာထိုးရမလဲဆိုတာမသိတဲ့လူတွေအတွက်ကိုကျွန်တော်လာပေးတာဖြစ်ပါတယ်အဲမနေ့ကမြေပြုံမှုဖြစ်ပွားသွားတယ်ပေါ့နော်အဲဘန်ကောက်မှာမြေပြုံမှုဖြစ်ပွားသွားတဲ့အထဲမှာကျွန်တော်တို့မကြပင်နဲ့ကက်ပြီးတော့ကြံခဲ့တဲ့ကားကိုအဲကျွန်တော်တို့ထိုင်းလူမျိုးတွေကဒါ lucky car ဆိုပြီးတော့အဲ့ဒီကားကိုအမွေးတိုင်းနေဖျောင်းတိုင်းနေပူဇော်ပြီးတော့အဲ့ဒီကားရဲ့ကနန်းပေါ့နော် ဲ့ဒီကားရဲ့ကဏ္ဍကိုကျွန်တော်တို့ထီလဲထိုးမယ်ချဲတွေလဲထိုးမယ်ဆိုပြီးတော့ကျွန်တော်တို့သိရပါတယ်ပေါ့နော်အဲ့ဒါလက်ကီကားဆိုပြီးတော့ရောအဲဒါလေးလေးရဲ့ထွက်ဖို့များတယ်ဆိုပြီးတော့လည်းလူပြောများနေပါတယ်အဲ့ဒါအခု line ပေါ်မှာလည်းသူတို့ပြောမှဆိုလို့ရှိရင်ချဲကဏ္ဍဖြစ်ကောက်နေကြတယ်အဲ့ဒါကိုကြီးကိုမောင်တို့မတွေလည်းပေါက်ရင်မပါသွားမှဆိုလို့ကျွန်တော်လာတင်ပေးတာအဲ့ဒီကားကဏ္ဍဝင်တာပတ်လဲတာရိုက်ချလိုက်တော့နော်ပတ်လဲဆိုလို့ရှိရင်6ကွက်လောက်ပဲရှိပါလိမ့်မယ်တလားအလယ်မှာအပူနဲ့ဆိုတော့လေ အပူနဲ့ဆိုတော့ပတ်လဲဆိုလို့ရှိရင်6ခွက်လောက်ပဲရှိပါလိမ့်မယ်အခုကျွန်တော်ထိုင်းလူမျိုးတွေကတော့ဒါကိုအမွေးတိုင်းနဲ့ပြောင်းလိုက်ထိုးပြီး lucky ဆိုပြီးတော့ကျွန်တော်တို့ဒီ ठी ဒီလဲထိုးတာအဲ့ကဏ္ဍ ठी ဆိုလို့ရှိရင်မရတော့မရတော့ဘူးလေအခုနော် ठी ဆိုလို့ရှိရင်အဲ့ဒီကဏ္ဍနဲ့မရတော့ဘူးအခုဒါကျွန်တော်တို့ ဟိုပြောမယ်ဆိုသုံးလုံးကနန်းထိုးမဲ့လူတွေလည်းအဲ့ဒီကနန်းကိုကောက်ပြီးတော့ထိုးလို့ရတယ်ဆိုတဲ့အကြောင်းလာပြောတာ။ခါညာကျွန်တော်ကမှဘာအိမ်မက်မှလည်းမမှုဘာအိမ်မက်မှလည်းလာမမေးနဲ့။ဒီတစ်ခါတော့ lucky ကနန်းကတော့အဲ့ဒီကားနံပါတ်ပဲဖြစ်ပါတယ်လို့နော်။ကင်မရာထိုးရကြနော်လိုက်အောင် share လေးလည်းလုပ်သွားကြအောင်။သူများတွေလည်းတွင်ပေါ့ရအောင်အားလုံး။ကဲဒီမှာ မပတ်ကနန်ကြားနာလို့တဲ့စေးစေးလူပြရမှာသူ။နော်စေးလူပြရမှာ။ကဲဒီမှာစေးတဲ့စေးဒီနာနာလာလားမ။ဟမ်။ဒီနာနန်ကြားနာလား။ မပိုင်နိုင်ကြနာလို့တဲ့သူကလေသူ့ဘိုက်ကဒါ၈လရှိပြီနော်ဒီကောင်၈လရှိပြီ၈လရှိပြီသူများပြောတာဘိုက်ကတိတ်မထွက်လို့ရယ်၈လ तू ကဘိုက်တခုလေး तू ကဘိုက်တခုလေးတိတ်မပူဒီထဲမှာဒီထဲမှာရှိပြီတလိတလေးလေးရှိတယ် तू ကကြတော့ဘလို့လဲဆိုတော့မမမဝကြတော့သူများလေးဆိုလို့ရှိရင်ဘိုက်ဒီဘိုက်တွေပြင်တယ်ဗျာ तू ဒီနာဒီနာဒီနာကြောလေးတွေ तू ခဏခဏနာတယ်နောက်ပြီးတော့ဒီအနောက်ဘက်ခါတွေလည်းခဏခဏနာတယ်ဒီပါလဲဆိုတော့ तू ကကြတော့သူများလေးဆိုလို့ရှိရင်ဒီဘိုက်ကိုပြင်တယ်ဗျာဘိုက်ပြင်တယ်သူကကြတော့ဘိုက်တစ်ခါမှမပြင်ရအောင် အဲဘိုင်းမပြင်ရဘဲနဲ့သူအမှမွေးတော့မှာနောက်တလားနှစ်လားလောက်ဆိုမွေးပြီတလားနှစ်လားလောက်ဆိုတလားကြည့်ကြပါအဲတလားကြကြော်လောက်ဆိုမွေးပြီသူပါကြည့်ကြည့်ဩဟာဝါ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 ချိပီတလေးလေနော်ပူတယ်ချိပီကလီပါချိပီကလီပါချိပီကလီပါဒီနားမှာသူအဲ့ဒါဒီနားလေးကနာနေတာအဲ့မှာစေးတွေလိန်ကိုင်းတာအထက်ကခလေးတော့ပူတော့မှာပဲကဲမပါရေမပါ့ ဟုတ်ကဲ့ဒီဗီဒီယိုဖိုင်လေးရတော့ဗောနော်ကျွန်တော်တို့ဒီဘန်ကောက်မြို့စေယုံကြီးအနီးနားတစ်ခုကကျွန်တော်တို့ဒီမြေပြိုကျမှုဗောနော်ကျွန်တော်တို့ live နိုင်ငံလိုမျိုးပဲအဲ့လိုဖြစ်တော့ကျွန်တော်လည်းစိတ်မကောင်းပါဘူးเนาะထိုင်းနိုင်ငံကြီးအေဂျင့်တာယာပြီးတော့ဘာအန္တရာယ်မှမဖြစ်ပါစေနဲ့လို့ကျွန်တော်ဒီနေ့အမျိုးဆုတောင်းပေးပါတယ်ဗျာเนาะအရင်မှကြောက်ဖို့ကောင်းပါတယ်